မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 6ရက်နေ့မနေ့ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update စခန်းသိပ်တိုက်ပွဲသတင်းကတော့ KNU မျိုးသားအစည်းအရုံး KNU တပ်မဟာတက်တထုံခရိုင်ဘီလင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့မဲပလီဘျူဟာစခန်းသိပ်တိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်ပေါင်း52လက်ပိန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အဲ့ဒီဗျူဟာစခန်းကိုဖေဗူလာ၄ရက်နေ့မနက်မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအဲ့ဒီနေ့နေ့လယ်ပိုင်းမှာသိမ့်ပိုက်နိုင်ငံချင်းဖြစ်တယ်လို့သိရပါတယ်။စခန်းသိမ့်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကဗိုလ်မှူးတအုပ်နဲ့ဗိုလ်ကြီးတအုပ်အပါအဝင်29ဦးတိုက်ဆုံခဲ့ပြီးတော့29ဦးကို သုံးပန်းအဖြစ်နဲ့ဖမ်းဆီးရရှိခဲ့ကြောင်း KNU ဘက်ကထုတ်ပြန်ထားပါတယ်။မဲပလီပြူဟာတိမ့်တဲ့တိုက်ပွဲအတွင်းမှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့အများဘက်က၃ဦးကြဆုံးက33ဦးဒဏ်ရာရရှိခဲ့တယ်လို့အသိပေးထားပါတယ်။မဲပလီပြူဟာကို KNLA, PDF, BPLA နဲ့ FFD တပ်ဖွဲ့များကပူးပေါင်းပြီးတော့စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစခန်းမှာစစ်ကောင်စီတပ်အမှတ်၈စစ်စင်ရေးကိုကဲမှုဌာနချုပ်နီးဗျူဟာနှစ်မှုဘုံမှုကြီးတက်လွင်ဦးနဲ့အမှတ်၄၅ချင်းမြတိုင်ရင်တိုင်ရင်မှု ဒုဗုံမိုးကြီးစိုင်းသူရာထဲတို့ဦးစီးတက်ဆွဲထားခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းမိထားတဲ့စစ်တုံးဘန်းတွေထဲမှာဘိုးကြီးတအူတက်ခွဲတက်ကြကြီးတအူတက်ကြကြီး၄ဦးတက်ကြ၅ဦးဒုတက်ကြ၄ဦးနဲ့တက်သား၁၄ဦးတို့ပါဝင်ပြီးတော့ဒဏ်ရာရသူ၃ဦးရှိတယ်လို့သိရပါတယ်။မဲပလီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20ခန့်ဟာထွက်ပြေးသွားတဲ့အတွက်လိုက်လံရှင်းလင်းနေကြောင်းစခန်းတိုင်းတိုက်ပွဲမှာပါဝင်တဲ့ PDF စစ်ကြောင်းဖြစ်တဲ့ငကားကျူစစ်ကြောင်းကတည်ရင်မှုစထွန်းစော်ကပြောပြထားပါတယ်။ တယင်းမှုဗျူဟာမှုအပါအဝင်အယောက်20ကျော်ထွက်ပြေးနေလို့လိုက်လံရှင်းလင်းဖမ်းဆီးနေပါတယ်လို့တယင်းမှုစထုံးစော်ကပြောကြားထားပြီးတော့နောက်ဆက်တွဲအခြေအနေများကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်။စခန်းသိမ်းတိုက်ပွဲမှာရရှိခဲ့တဲ့လက်နက်42လက်ထဲကဟော်ဝေဇာလက်နက်ကြီးပါဝင်ပြီးတော့လက်နက်ကြီးကြီး133လုံးလက်နက်ငယ်ကြီး18000ကျော်စစ်အုံဆောင်ပစ္စည်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတပ်စခန်းစတင်တိုက်ခိုက်တဲ့အချိန်ကနေပြီးတော့အပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အချိန်အထိကိုအာနာသိမ်းအကြမ်းဖက်စစ်ကောင်စီက Jet Fighter 4ရင်နဲ့33ချိန်112 drop bone နဲ့တစ်ချိန်အမှတ်44ချင်းမြတ်တမထားနာကျူအောက်မှာရှိတယ်အမှတ်3ချင်းမြတ်တက်ရင်က155မမလက်နက်ကြီးနဲ့3ချိန်စစ်ကူပြစ်ပေးတဲ့အပြင်112ထပ်ဖို့နဲ့လက်နက်ကြီးစံများစစ်သုံးဆောင်ပစ္စည်းများကိုလည်းဆက်နက်ကြိမ်လာရောက်ချပေးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲဖြစ်စဉ်ကာလအတွင်းမှာအရဲသားပြည်သူများကအသက်အန္တရာယ်စိုးရိမ်ကြောက်ရွံ့နေမှုကြောင့်ဘီလင်းမြို့နယ်မဲပလီအစူချောင်းပီတိရွှေလောင်းအင်းကျေးရွာအုပ်စုများမှာရှိတဲ့ ရွာပေါင်း20ခန်းကလူဦးရေ၄000နီးပါးဟာစစ်ပေးတိမ်းရှောင်ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်တန်ဖြူစီရဲ့ရေးလမ်းပိုင်းမှာရှိတဲ့ကွန်တူရွာနဲ့နှင်းဆောင်ကျေးရွာကြားတံတားအနီးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေးဂိတ်စခန်းကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ9ရက်နေ့မနက်6နာရီခန့်အချိန်မှာရေးမြို့နယ်တန်ဖြူစီရဲ့ရေးလမ်းပိုင်းမှာရှိတဲ့ကွန်တူရွာနဲ့နှင်းဆောင်ကျေးရွာကြားတံတားအနီးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေးဂိတ်စခန်းကိုတော်လိုက်တပ်ဖွဲ့များကအနီးကဝင်ရောက်ပစ် 看他才呀。 ိုက်ပွဲတနာ ਈ ကန်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းမဆက်တဲ့ဘက်ကအနည်းဆုံး9ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေအများပြားခဲ့တယ်လို့သိရပါတယ်။သူတို့ကအင်အား40ဝန်းကျင်လောက်နဲ့အဲ့ဒီနေရာမှာစစ်စင်းဂိတ်အနေနဲ့တပ်ဆွဲထားတာပြည်သူလူထုကိုအများတန်းစစ်စင်းနေတဲ့ဂိတ်ပေါ့အဲ့ဒီဂိတ်ကိုသွားတိုက်တာကနအုပ်တရင်အရာရန်သူစစ်ကောင်စီဘက်က9ဦးသေဆုံးတယ်လို့သိရပြီးတော့ဒဏ်ရာတွေအများပြားရရှိသွားတယ်လို့သိရတယ်လို့မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSP AD တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာမွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NM MSP AD တပ်ဖွဲ့ကရဲဘော်တအူမစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အာယူတောင်အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ343တပ်ရင်းနဲ့ခမရ98ခွန်တပ်ရင်းတို့ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်မှုများကိုလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းရေဦးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းနဲ့လှည့်ကင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့ညနေ9:55မိနစ်ခန့်မှာရေဦးမြို့မြောက်ဘက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကိုတော်လိုင်းတပ်ဖွဲ့ဝင်များက drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကင်းလက်ရန်ထွက်လာတဲ့စစ်သားနဲ့ပြူစောတိ10ဦးခန့်ကိုလည်း တော်လိုင်းတပ်ဖွဲ့များကထပ်မံပြီးတော့ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြောက်ပိုင်းပကဖကလှုပ်ဆောင်ခဲ့က တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေထိကိတေဆုံးမှုအရေးအတွက်ကိုတော့အတိအကျမသိရသေးပါဘူးကျွန်တော်တို့တွေဆက်လက်ပြီးတော့စုံစမ်းနေပါတယ်တော်လိုင်းတပ်ဖွဲ့ဝင်တွေတော့အထိကိမရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့ပါတယ်လို့ရေးဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အလားတူပဲမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်တင်စီရဲ့အခြေစိုက်ခမရ200ခွန်တိုက်ရဲအနီးမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိကိတေဆုံးမှုရှိကြောင်းကဝမြို့နယ်ပတ်ကဖကတာဝန်ရှိသူတို့ကပြောပြထားပါတယ် ဖေဖော်ဝါရီလ3ရက်နေ့ညနေ9:45မိနစ်ခန့်မှာတိန်စီရဲ့အခြေဆိုင်ခမရ200ခွန်တိုင်ရဲ့အနီးမှာရှိတဲ့ဟိမ်းမြန်မာကြောင်မိုင်းအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအယောက်30ခန့်ကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့အဆောက်အဦထိခိုက်ပျက်စီးမှုရှိခဲ့ပြီးတော့စစ်ကောင်စီတပ်သားများတက်ပြတ်ပြီးတော့ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ပြောပါတယ်။ဒါအပြင်စစ်တပ်ဘက်ကလည်းထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို KNU KNN လေးတင်စီရဲ့ဒေသကာကွယ်တပ်ဖွဲ့ drone တပ်ဖွဲ့ကြိုက်ထုံမြို့နယ်ပကဖကဝမြို့နယ်ပကဖ drone အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့စုခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်မြို့မှာရဲစခန်းကရဲများနဲ့တိုက်ခတ်ပြီးတော့ထွက်ပြေးလာကြတဲ့နိုင်ငံရေးအချုပ်သားများကိုရေးဘလူးအဖွဲ့ကကယ်ထုတ်ပြီးတော့လွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၄ရက်နေ့မှာမြို့မှာရဲစခန်းအချုပ်ခန်းကိုဖောက်ပြီးတော့ထွက်ပြေးလာနိုင်ခဲ့တဲ့နိုင်ငံရေးအချုပ်သား၃ဦးကိုရေးဘလူးအဖွဲ့ကကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။နိုင်ငံရေးအချုပ်သားများနဲ့အကြမ်းဖက်ရဲများတိုက်ခတ်ရမှာအကြမ်းဖက်ဘက်ကဒူရဲအုပ်တအုပ်အပါအဝင်ရဲတအုပ်တွေထိဆုံးပြီးတော့စခန်းမှုထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ၃ယောက်ကအချုပ်ခန်းကနေပြီးတော့ဖောက်ပြီးတော့ထွက်ပြေးလာခဲ့တာရဲနဲ့လည်းပြန်လည်ပြီးတော့ခုခံတိုက်ခတ်ခဲ့တယ်ထွက်ပြေးလာတဲ့အချုပ်သား၃ဦးကိုတော့ကျွန်တော်တို့တွေကယ်တင်နိုင်ခဲ့ပါတယ်သူတို့တွေကရင်းမြို့နယ်အနီးအနားကိုရောက်လာတဲ့အခါကျတော့ကျွန်တော်တို့တွေကသူတို့ကိုလွတ်မြောက်နေမြေနေရာမှာထိခိုက်မှုမရှိအောင်လို့ပြန်လည်ဆွဲတင်ပြီးတော့ကယ်ထုတ်ပေးခဲ့ပါတယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကရှင်းပြထားပါတယ်အခုလိုမျိုးနိုင်ငံရေးအချုပ်သားများကိုနောက်ထပ်ကယ်ထုတ်နိုင်ရန် မြေပြင်မှာအကောင်းဆုံးပြင်ဆင်ပေးနေတယ်လို့သိရပါတယ်။လက်ရှိလွတ်မြောက်လာသူများဟာရဇသက်ကြီးပုံမှန်52ကကြီး50ညပုံမှန်များနဲ့ဆွဲဆိုခံထားရသူများဖြစ်ကတေရန်ကြခံရမယ်နိုင်ငံရေးအခြေအနေများဖြစ်တယ်လို့သိရပါတယ်။တေရန်ကြမယ်အတူတူတော့ဆက်နေလဲဘာမှမထူးဘူးဆိုပြီးတော့ဒီပလန်ကိုသူတို့ဆွဲတာဖြစ်ပါတယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကမြန်မာနိုင်ငံဘက်ကိုလျှက်စစ်မီးနဲ့လောင်စာဆီပို့မှုများကိုဖျက်တောက်လိုက်ပြီးတဲ့နောက်မြောက်ဝတီမှာရှိတဲ့စီးဆိုင်များမှာပြည်သူများဟာကြိတ်ကြိတ်တိုးဝဲယူနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့မနက်၈နာရီခွဲအချိန်ကစတင်ပြီးတော့မြောက်ဝတီမြို့ကိုလျှက်စစ်မီးပေးထားမှုများကိုထိုင်းအစိုးရကစတင်ဖျက်တောက်ခဲ့ပြီးတော့လောင်စာဆီတင်ပို့မှုများကိုလည်းဖျက်တောက်သွားမှာဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။မြောက်ဝတီမြို့နယ်အတွင်းမှာရှိတဲ့ရွှေကုတ်ကိုအပါအဝင်ကြားဖြန့် online လောင်ကစားနေရာများမှာလူကုန်ကူး းမှုများနိုင်ငံတကာကိုငွေကြေးလိမ်လည်မှုများအကြီးအကျယ်ဖြစ်ပွားလာပြီးတဲ့နောက်ထိုင်းအစိုးရကအခုလိုမျိုးလျှက်စစ်မီးဖြတ်တောက်မှုနဲ့လောင်စာဆီဖြတ်တောက်မှုများကိုစောင်ရွက်လာခြင်းဖြစ်တယ်လို့သိရပါတယ်အခုကားနဲ့ဆိုင်ကယ်ပိုင်ရောင်းပေးတယ်ပုံးနဲ့သွားဝယ်ရင်စီမရောင်းပေးဘူးစီလဲပြတ်တော့မယ်လို့ပြောတယ်စီကုံသွားတဲ့ဆိုင်တွေကတော့ပိတ်ကုန်ပြီးရှိသေးတဲ့ဆိုင်တွေကလည်းရောင်းပေးနေတော့မှာပဲတခါမှတော့ဒီလိုမျိုးမကြုံဘူးပါဘူးရေးပြတ်မီးပြတ်နဲ့ဘလောက်တောင်ကြာအောင်မလဲမသိဘူးလို့မြောက်ဝတီကဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်အောင်ပန်းမြို့အမတ900ခွန်တက်ကစေမူတိန်ဆုံနဲ့အောင်ပန်းရဲစခန်းတို့ပူးပေါင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကငွေကျပ်85သိန်းနဲ့ပြန်ရွေးထုတ်ခိုင်းနေပြီးတိုင်ကြားပါကပြစ်တက်ပြင်မယ်ဆိုပြီးတော့ချင်းချောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလပိုင်းကစတင်ပြီးတော့အောင်ပန်းမြို့မှာရှိတဲ့အချမ်းမတ်စစ်တပ်ရဲ့အမတ်900ခွန်အမြောက်တပ်ရင်းကစေမူတိန်ဆုံနဲ့အောင်ပန်းမြို့ရဲစခန်းမှုတို့ပူးပေါင်းကမြို့ပေါ်မှာရှိတဲ့လူငယ်များကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးပြီးတဲ့ ောက်မိသားစုဝင်များကိုအကြောင်းကြားပြီးတော့လူငယ်တအုပ်ကိုငွေကျပ်85သိန်းနဲ့ပြန်လည်ရွေးထုတ်ခိုင်းနေတယ်လို့သိရပါတယ်။အခုလိုမျိုးတွားရောက်ရွေးထုတ်ရမှာမိသားစုဝင်များကိုစေမှုသိန်းစိုးကအမှတ်900ခွန်အမြောက်တက်ရင်းနဲ့ကိုလာရောက်ပြီးတော့ရွေးထုတ်ခိုင်းခြင်းဖြစ်ပြီးပေါ်တာဆွဲဖမ်းဆီးနေကြောင်းကိုအထက်အရာရှိတွေကိုပြန်လည်တိုင်ကြားပါက ပြစ်တတ်ပြစ်မယ်လို့ချိန်ချောက်ပြောဆိုနေကြောင်းသိရပါတယ်။လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့တယောက်ကို85ဒိန်းနဲ့ပြန်ရွေးခိုင်းနေတာပါ။တချို့မိဘတွေကမရှိရှိတဲ့ဈာကနေပြီးတော့ပေါင်နှံပြီးတော့ရွေးယူနေရပါတယ်။ဘသူမှလည်းထုတ်မပြောရဲကြတော့အေးမယူကြဘူး။ အောင်ပန်းမှာလှုပ်ရှားလို့ကောင်းနေတာပါသူတို့ကချင်းချောက်ထားပါတယ်ဒီနေ့လာတိုင်းရင်မနှက်ဖက်တက်ပြစ်မယ်လို့ချင်းချောက်ထားတော့ဘသူမှလည်းမတိုင်ရဲကြဘူးနောက်နေ့အလောင်းဖြစ်သွားမယ်ဆိုပြီးတော့လည်းပြောပါသေးတယ်သူတို့နဲ့လည်းပြဿနာမဖြစ်ရဲကြတော့အကုန်လုံးကခေါင်းငုံခံနေရတာပေါ့ပြည်သူတွေအားလုံးလည်းကြောက်ကြလို့မပြောရဲပါဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်စေမှုတိမ့်ဆိုးနဲ့ရဲစခန်းမှုတို့ဟာလိုင်စင်မဲ့ကားများကိုလည်းလိုက်လံဖမ်းဆီးနေပြီးတော့ လိုင်စင်ဂျင်းနဲ့ပြန်လည်ပြီးတော့ရွေးယူခိုင်းခြင်းကြောင့်ပြည်သူများဟာပြန်မရွေးနိုင်ကြဘူးလို့ပြောပါတယ်။ဒါကြောင့်လာရောက်ပြီးတော့ရွေးယူခြင်းမရှိသေးတဲ့ကားများကို၎င်းတို့ကပွဲစားတွေနဲ့ပြည်သူများထံကနေပြီးတော့တိမ့်ရာချီနဲ့ပြန်လည်ရောင်းစားခြင်းများကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လိုင်စင်မဲ့ကားတွေကိုလည်းသူတို့အဖွဲ့ပဲဖမ်းပြီးတော့သူတို့ပဲပြန်ရောင်းစားနေကြတာ။ကားပိုင်ရှင်တွေလည်းတော်တော်လေးကိုစိတ်နာနေကြတယ်။ကားတွေကိုတိမ့်ပြီးတော့သူတို့ကရောင်းစားပြစ်နေတာ။လူကောကားကိုဖမ်းတာဆိုတော့လူကိုရွေးဖို့အတွက်ကပတ်စံကတတ်တတ်ပေးရပါတယ်။ ကားအတွက်ကပတ်စံတက်တက်နဲ့ထပ်ပြီးတော့ရွေးခိုင်းတာပါကားကိုပြန်ရွေးမယ်ဆိုရင်လဲလိုင်စင်ဈေးတောင်းတာဆိုတော့လိုင်စင်မတက်နိုင်လို့လိုင်စင်မဲ့ဝက်တော့ကားကိုစီးကြတာလေအဲ့ဒါကိုလိုင်စင်ဈေးနဲ့ပြန်ရွေးခိုင်းတော့ဘယ်သူမှမရွေးနိုင်ကြဘူးကျွန်တော်တို့ပြည်သူတွေခမစီးစုမဲစုလေးနဲ့ဆိုတော့ဒုက္ခတွေကြားထဲမှာခါးစည်းခံနေရတာပေါ့လို့ဒေသခံပြည်သူတို့ကဆက်လက်ရှင်းပြထားပါတယ်အဲ့ဒီအောင်မန်းမြို့မှာရှိတဲ့အကြမ်းမဆက်တရဲ့အမှတ်900ခွန်အမြောက်တရင်ကတက်မူးဟာရှေတန်းကိုရောက်ရှိပြီးတော့ဆွေမူသိန်းစိုးဟာတရင်အတွင်းမှာစိတ်ကြိုက်လှုပ်ဆောင်တာ အောင်ပန်းရဲစခန်းမှုနဲ့ပူးပေါင်းပြီးတော့ပြည်သူများကိုပေါ်တာဆွဲချင်းချောက်ပြီးတော့ငွေညှင့်မှုများကိုလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့နယ်မှာမြောင်ကိုင်းရွာကပြူစောတိနှစ်ဦးဟာလက်နက်နှစ်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ30ရက်နေ့မှာမြောင်ကိုင်းရွာကပြူစောတိတအူးဟာကာပိုင်တနက်တလက်ကြီပေါင်းနှစ်ခုကာပိုင်ကြီး180တောင်းနဲ့လက်ပြဘုံတလုံးတော့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။အလားတူပဲဖေဖော်ဝါရီလ2ရက်နေ့မှာမြောင်ကိုင်းရွာကပြူစောတိတအူးဟာကာပိုင်တနက်တလက်ကြီပေါင်း3ခုကာပိုင်ကြီး154တောင်းတော့ကိုယူဆောင်လာပြီးတော့ထမံအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့ပြူစောတိနှစ်ဦးက ညောင်ကိုင်းရွာကပါလောလောဆယ်တအုပ်ကို30စီစုချင်းမြင့်ပေးထားပါတယ်အလင်းဝင်လာတဲ့သူတွေထွက်လာနိုင်တဲ့နေရာအထိကိုချိတ်ဆက်ပြီးတော့ခေါ်ယူလာခဲ့ရတာပါလူအခွင့်ရေးနဲ့အညီကောင်းမွန်စွာထားရှိပါတယ်အလင်းဝင်ရောက်တာတွေများလာရင်တော်လန်ရေးကပို့ပြီးတော့အချိန်မြန်သွားမှာပါလို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတူကပြောဆိုထားပါတယ်အခုလိုမျိုးထပ်မံအလင်းဝင်လိုသူတွေများပြားစွာရှိနေပြီးတော့အလင်းဝင်ရောက်လာသူများကိုကွန်ပျူတာစုငွေများထိုက်တဲ့အားလျော်စွာချင်းမြင့်ပေးခဲ့ပြီးလူအခွင့်ရေးနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားရှိကာ စစ်အာဏာရှင်အမြင့်ဖြတ်ရေးအတွက်အရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်နေတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များပြူစောထီးများအနေနဲ့လည်းအ мян ဆုံးအလင်းဝင်ရောက်ကြရန်လိုအပ်တယ်လို့ပြောဆိုထားပါတယ်။ အချိန်မီအလံဖြူထောင်းနိုင်ရန်အတွက်လက်ကမ်းစာဆောင်များကိုလည်းဒရုန်းများနဲ့ကျဲချကာဆက်သွယ်နိုင်ရန်ဖုန်းနံပါတ်များကိုဖြန့်ဝေပြီးတော့အလင်းဝင်ရောက်နိုင်ရန်ဖိတ်ခေါ်ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်။အလားတူပဲမကွေးတိုင်းပခောက်ကူမြို့တပ်မတရတဲ့ဌာနချုပ်ကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာလည်းအလင်းဝင်ရောက်ခဲ့ကြောင်း Burma Revolution Rangers အဖွဲ့တာဝန်ခံကာတွန်းကပြောပြထားပါတယ်။ ဖေဖော်ဝါရီလ3ရက်နေ့မှာပခုတ်ကူမြို့နယ်တပ်မတရားတဲ့ဌာနချုပ်မှာတပ်သားတဲ့အဖြစ်နဲ့အတရားဓမ္မစုဆောင်းခံထားရတဲ့ကိုနိုင်စောဦးနဲ့ကိုမင်းမင်းထွေးကိုပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတက်ခွဲတက်တက်စိတ်တက်ဖြစ်တဲ့ဘာမာ Revolution Rangers တပ်ဖွဲ့ကတွဲရောက်ခေါ်ထုတ်ခဲ့ပြီးတော့နှွေးထွေးစွာကြိုဆိုခဲ့တယ်လို့သိရပါတယ်ဖေဖော်ဝါရီလ3ရက်နေ့ကဝင်လာတာပါတနက်တွေတော့ပါမလာဘူးဒီတိုင်းပဲအလွတ်ပြေးလာရတာပါစစ်မှုထမ်းအပတ်စဉ်9ကပါနှစ်ယောက်စလုံးကတော့သခိုင်းကပဲပေါ်တာဆွဲခံရတာပါသခိုင်းမှာပဲခရီးသွားနေရင်လည်းအဆွဲခံရတာ ။တင်းနန်းကတော့ဟိုပုံးတက်မတော်ကွန်ပျူတာနဲ့နီးပညာတက်ကတော့တက္ကနမှာတက်ခဲ့တာပါ။လက်နက်မပါတဲ့အတွက်ကြောင့်စုပေးဖို့အစီအစဉ်တော့မရှိသေးပါဘူး။လက်နက်ပါလာရင်သာစုချင်းမြင့်ပေးတာပါ။အခုတော့သူတို့ကိုအကုန်လုံးစီစဉ်ပေးထားပြီးပါပြီ။လောလောဆယ်မှာတော့လက်နက်မပါတဲ့အတွက်အလင်းဝင်လာတဲ့သူတွေကိုစုချင်းမြင့်ပေးဖို့အခက်အခဲဖြစ်နေပါတယ်။ကျွန်တော်တို့လည်းကုံထားတာတွေများနေလို့အလင်းခံရတာတွေလည်းရှိလို့ငွေခက်ခဲနေလို့ပါ။ စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့အသက်မသေးခြင်းရဲ့အမြင်မှန်ရပြီးတော့အလင်းဝင်ကြဖို့နီးစပ်ရာတော်လိုင်းအဖွဲ့တွေကိုဆက်သွယ်ခေလုံကြဖို့ပြောချင်ပါတယ်လို့ Burma Revolution Rangers တပ်ဖွဲ့ကတာဝန်ခံကာတွန်းကပြောပြထားပါတယ်အကြမ်းဖက်ဆက်တက်လက်အောက်မှာရှိနေတဲ့အရာရှိအရာခံများတပ်သားများရဲများပြူစောတိများအနေနဲ့အကြမ်းဖက်ဆက်တက်လက်အောက်မှာအသက်အသေးမခံဘဲအသက်ရှင်လိုပါက အခွင့်တာရာနဲ့လက်နက်များကိုယူဆောင်လာပြီးတော့ဘာမာ Revolution Rangers တပ်ဖွဲ့မှဖြစ်စေနီးစပ်ရာတော်လိုင်းရေးအဖွဲ့များမှဖြစ်စေထွက်ပြေးခိုးလုံကြဖို့အတွက်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ